်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVA နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကလာမယ့်ရက်ပိုင်းအတွင်းမှာဘယ်လာရုစ်နိုင်ငံနဲ့ရုရှားနိုင်ငံတွေကိုတွားရောက်မှာဖြစ်တယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးဘက်ကဂျွန်လ24ရက်မှာထုတ်ပြန်လိုက်ပါတယ် ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့မှာကျင်းပမဲ့ဆရရအကျဉ်းဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံသမ္မတအလက်ဇန္ဒားလူကာရှန်ကိုရဲ့ဖိတ်ကြားချက်အရအခုလိုတွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်ဆောင်ရဲ့ခရီးမှာစစ်ကောင်စီအဖွဲ့ဝင်တွေဝင်ကြီးတွေနဲ့စစ်ဖက်အရက်ဖက်အစစ်မြင့်အရာရှိတွေအတူလိုက်ပါမှာဖြစ်ပြီးဘယ်လာရုစ်နိုင်ငံကနေတဆင့်ရုရှားနိုင်ငံဘူရာတီရာပြည်နယ်ကိုဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ခီးစင်မှာစစ်ကောင်းဆောင်ဟာဥရောပအာရှစီးပွားရေးဖိုရမ်ကို တက်ရောက်တာဘယ်လာရုစ်တမ်မရာနဲ့တီးခြားတွေ့ဆုံတာဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်ဖွဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံတာတွေအပြင်ဘယ်လာရုစ်ကစက်ရုံအလုံယုံတွေကိုလေ့လာတာနဲ့စီးပွားရေးလုံခြုံရေးမဟာပြွာမြောက်ပူးပေါင်းမှုကိစ္စတွေလည်းဆွေးနွေးမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာ2025ခုနှစ်မတ်လတုန်းကလည်းရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကိုတွားခဲ့တယ်လို့မေလတုန်းကလည်းရုရှားနိုင်ငံရင်းမြစ်နီချီတက်ပွဲကိုတက်ရောက်ခဲ့ပါသေးတယ်ရှင်။ လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဆုတောင်းပေးသူတွေက၄ယောက်ကိုဖမ်းဆီးခံခဲ့ရပြီးတချို့ကိုခံဝင်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။ဒီကြောင်းကိုတော့တီရိကပြောပြပေးမှာပါရှင်။ဆွမ်း19ရက်နေ့မှာကြာရောက်ခဲ့တဲ့လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းကိုလူမှုကွန်ရက်ပေါ်တင်ခဲ့သူတွေနဲ့ဘန်းတပိတ်မှာပါဝင်သူ၄ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ရုပ်သံ MRTV ကဝန်ထမ်းမနှင်းရင်ဖြူဟာဖေဖော်ဝါရီဆူတောင်းစာရေးတာကြောင့်ဇော်လ22ရက်နေ့မှာဖမ်းဆီးခံခဲ့ရပါတယ်။ဒါအပြင်ချမ်းမြသာစီမြို့နယ်ကျွန်းလုံးဥဆောင်ရက်ကွက်ကကြောက်ပွဲစားဒေါ်ထထေးမော်ပြည်ကြီးတကုံမြို့နယ်တင်ပန်းကုန်းရက်ကွက်က ကိုဖြိုးညင်ညီခကိုဖတ်တီနဲ့ကိုစောလာနိုင်တို့ကိုတစ်တော့မှာရုပ်သံတင်လွှင့်ခဲ့တာကြောင့်ဇွန်လ19ရက်မှာဖမ်းဆီးခဲ့တာပါသူတို့တွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ဒီဘီဘီကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် စစ်ကောင်စီဝါရဖြန် Telegram Channel တွေမှာတော့အကြမ်းဖက်အဖွဲ့လို့ကြေညာထားတဲ့ CRPH NUG ရဲ့လှုံ့ဆော်ဝါရဖြန်မှုမှာ ပါဝင်ဆောင်ရွက်သူအပိတ်ကူညီသူတွေကိုဖမ်းဆီးပြီးဥပဒေနဲ့ညီအေးအေးယူသွားမှာဖြစ်ကြောင်းဖော်ပြခဲ့ပေမဲ့ဖမ်းဆီးခံရသူတွေရဲ့အခြေအနေသေးစိတ်ကိုဖော်ပြထားတော့မတွေ့ရသေးပါဘူးစစ်ကောင်စီဟာလူလူကောင်းဆောင်ရဲ့မွေးနေ့မှာပါဝင်တဲ့ပြည်သူတွေကိုဖမ်းဆီးတာဟာပန်းကင်ဆောင်ထားတဲ့လက်နက်မဲ့ပြည်သူတွေကိုတနက်ကင်ထားတဲ့သူတွေကပြန်လည်ကြောက်ရွံ့နေတာဖြစ်တယ်လို့ ။တပိတ်ကောင်းဆောင်ကိုဒေသာဆန်းကပြောပါရယ်။ပန်းသမားကိုကန်းသမားကကြောက်နေရတယ်ဆိုတဲ့အခြေအနေ။ဒါဘာကိုဖော်ပြနေတယ်လဲဆိုတော့ဒီစေယုစုတီတနက်တီကြီးစံနေတက်ကြီးရှိပြီမဲ့လက်နဲ့မဲ့ပြည်သူကိုကြောက်နေတယ်လက်နဲ့မဲ့လူမှုကောင်းဆောင်အမီတော်ဆန်းစုကြီးကိုကြောက်နေစေဖြစ်တယ်ဆိုတာကိုဒါဖော်ညွှန်းနေတာဖြစ်ပါတယ်။တနည်းပြောရင်ပြည်သူအာဏာပေါ့ဗျ။ပြည်သူအာဏာပြည်သူစံတော်ကိုဒီတနက်တီကြိုင်ဆောင်ထားတဲ့စေအုပ်စုကကြောက်ရွံ့ တုံ့ဆုံနေစေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်စစ်ကောင်စီဟာလူလူကောင်းဆောင်ကိုဖမ်းဆီးအကျဉ်းချထားပေမဲ့သူ့ရဲ့ပုံကိုရေးအချိန်ဝါနဲ့ပြည်သူလူထုပေါ်ဩစာလွှမ်းမိုးမှုကိုကြောက်ရွံ့နေတာဖြစ်တယ်လို့နိုင်ငံရေးလှိလာသူတွေကတုံ့သက်ပါတယ်စစ်ကောင်စီဟာဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအခင်းအကျင်းနောက်ဆုံးမှထုတ်သုံးဖို့မြင်နိုင်တယ်လို့သူတို့ရဲ့လက်ရှိအခြေအနေကနောက်ဆုံးမှရောက်နေပြီလို့မမြင်သေးတာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ် သူတို့အနေနဲ့တခြားသောနိုင်ငံရေးခေါင်းဆောင်တွေတဲ့ဆိုင်ဒေါက်ဆန်းစုကြည်ရဲ့ပုဂ္ဂိုလ်ကြီးရဩဇာအလားရှိတာဒီသူတို့ဘောကိုနေလွှမ်းမှုနိုင်တာအောင်သူတို့ကြောက်တဲ့ပုံစံမျိုးပေါ့နော်စီရေးကကြတော့ရှင်းတယ်ပေါ့နိဒါတကယ်ကြီးမြန်လည်းပိုင်းဆိုင်ဟာရာဒါစည်းရတယ်ဆိုရင်တနေ့နေ့မှာဒါသူသူနိုင်ကုန်နိုင်ဆိုတာကိုပြောလို့ရရှိနိုင်ပေမဲ့နိုင်ငံရေးအနေနဲ့ကြတော့သူတို့အနေနဲ့ဘရောမှတော်စဲစစ်ကြီးရဲ့ဩဇာကိုလွှမ်းမိုးပြီးတော့နိုင်ငံရေးအသာစီးယူနိုင်မှာဘလို့မှမဖြစ်နိုင်ဘူးပေါ့နော် အေရီတိုင်းတနုပြူမြို့နယ်မှာတော့လူလူကောင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဆုတောင်းပေးသူနဲ့ပန်းသမိတ်ပြုတ်လုတဲ့ဆိုပြီးအဖမ်းခံခဲ့ရတဲ့အရက်သား17ယောက်ကိုခံဝင်ထိုးခိုင်းပြီးပြန်လွတ်ခဲ့လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေကပြောကြပါဗျ။ဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့မှာတိုင်းဒေသနဲ့ကန်အဖွဲ့တွေနဲ့နိုင်ငံတကာတန်ယုံတွေနဲ့ပြည်တွင်းပြည်ပကပြည်သူတွေကဆုတောင်းမေတ္တာတွေပို့သခဲ့ကြပါဗျ။အာနာသိမ့်မိကလေးကလူလူကောင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့မှာပါဝင်သူတွေနဲ့ဆုတောင်းပေးသူတွေကို ဖမ်းဆီးရာတွေလှုပ်ဆောင်ခဲ့ပြီးပြီးခဲ့တဲ့2024ခုနှစ်ကလည်း22ရောက်ဖမ်းဆီးခံခဲ့ရပါတယ်။ဒီနေ့ကြားရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းဗီဒီယို8000နဲ့ဂိနစ်စံချိန်ဝင်မှုစူးစမ်းခဲ့ရမှာမွေးနေ့ဆုတောင်းဗီဒီယိုတသိန်းကျော်အထိရရှိခဲ့ပါတယ်။ကျမတီရီပါ ။ AR တိုင်းတနုပြမြို့နယ်မှာဒေါအောင်ဆန်းစုကြည်မွေးနေ့အတွက်ဆူတောင်းပေးသူနဲ့ပန်းပန်ထားလို့ပန်းသပိတ်မှာပါဝင်နေဆိုပြီးအဖမ်းခံခဲ့ရသူ၁၁ယောက်ကိုဇွန်လ၂၃ရက်မှာခံဝင်ထိုးခိုင်းပြီးပြန်လွှတ်ပေးခဲ့တယ်လို့စစ်ကောင်စီတပ်နဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။ဇွန်လ19ရက်ကကြာရောက်ခဲ့တဲ့အတိုင်းမင်ငံပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒနုပြမျိုးပေါ်ကလမ်းတွေမှာအုတ်ချွေမှုပြည်သူစစ်ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြို့ထဲမှာတွာလာနေတဲ့ပန်းပန်ထားသူတွေနဲ့နေအိမ်တချို့ကိုစစ်ဆေးဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ အမျိုးသမီး9ယောက်နဲ့အမျိုးသား၄ယောက်အဖမ်းခံခဲ့ရပြီးနောက်ကိုအခုလိုမျိုးမလုပ်ပါဘူးဆိုတော့ခံဝင်ကလေးလက်မှတ်ထိုးပြီးတော့ပြန်လွှတ်ပေးခဲ့တာလို့အဖမ်းခံရသူနဲ့နှိစက်သူတယောက်ကပြောပါရယ်။ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့မှာပန်းပန်ပြီးပန်းတပိတ်မှာပါဝင်ခဲ့သူတွေနဲ့မွေးနေ့ဆုတောင်း post Facebook ပေါ်တင်ခဲ့တဲ့အရတားတွေကိုဒနုပြူအခြေဆိုင်ခမရ138တက်ကစစ်ကောင်စီတပ်သားတွေနဲ့စစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တာလို့ဆိုပါရယ်ရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်